ားလုံးပဲမင်္ဂလာပါ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 ဒီနေ့ကတော့မေမျိုးမှာရှိတဲ့လူတိုင်းသိတဲ့ Forest ဆိုတဲ့ coffee ဆိုင်လေးကိုမောင်နှမနှစ်ယောက်သွားရင်လည်းဘလော်လေးရိုက်တာဖြစ်ပါရဲ့ရှင်ဟုတ်ပါတယ်ကျွန်တော်ကတော့မေမျိုးမှာအိမ်လေးကိုရောင်းချပေးနေတဲ့ဒေါက်တာဆုံးမပါဒါကတော့ကျွန်တော်ညီမလေးအတူတူပါပဲသူကတော့တတိမကြီးပေါ့အာ GMC ကိုင်းနဲ့သူကတော့ single မိဝိုင်းလေးပါရှင် single မိဝိုင်းပါရှင်ဟုတ်ပါတယ် forest ကကျွန်တော်တို့ဒါလန်ချူလာမပေါ်မှာရှိရနော်ဟုတ်တယ်အရန်စီရနော်ခုနောက်ပိုင်းအရန်စီတယ်သူရဲ့ fight ကလေးကလေအပင်လေးအများကြီးနဲ့ပေါ့နော်ဟုတ်တယ် forest ကိုရောက်လို့ရှိရင်အားလုံးကို recommend ခုပေးနေတာက forest ရဲ့ signature ဖြစ်တဲ့ coffee လေးတစ်ခွက်ကိုမှာတောက်ကြည့်ပါအရန်မိုက်တယ်ဈေးလက်တန်တယ်အဆိုင်ကဈေးလက်တန်တယ်ဟုတ်တယ်သူက၄000လားမသိ3000လားမလောက်ရှိရနော်3000ပဲရှိရဈေးလက်တန်တယ်မိုက်တယ်မစိုးဘူးလို့ပြောရမယ်မစိုးလို့ပြောလို့ရတယ်ပြီးတော့သူကဘလို့လဲဆိုတော့အပင်လေးနေဆိုတော့လေမင်းမျိုး fight ကလေးလေအပြေးဝါရရတယ်ပြီးတော့စိတ်တွေလည်းလန်းစီတယ်ပေါ့နော်နောက် တစ်ခုကသူ့စီမှာရှိရဲ့လေဖထုတ်ကြော်ရှမ်းကကျွန်တော်ကကြတော့လေကိုကကြတော့လေအဲ့ဒီဆိုင်က forest ကဟိုကကြိုက်တာ passion juice passion juice passion ပြားရည်ကိုကြီးဟိုကလည်းကောင်းတယ်ကောင်းကိုကြည်နေရပဲဟိုကလေ ပီဇာလည်းကောင်းတယ်ပီဇာလည်းကောင်းတယ်အရင်ကတော့ကြက်ကြော်ရတယ်သူ့ဆိုင်ကကြက်ကြော်ရတယ်လုံးဝအရန်မိုက်တဲ့ထဲမှာပါတယ်ဒါပေမဲ့ခုနောက်ပိုင်းတော့ကြက်ကြော်ကမရတော့ဘူးလို့ပြောတယ်ပြီးတော့အမှရှိရေကဲမုတ်အလည်းရှန်ကောင်းတယ်ရေကဲမုတ်လည်းမစားဘူးသေးဘူးဟုတ်လားကိုကြီးမစားဘူးလို့အရန်ကောင်းရေကဲမုတ်လည်းမစားဘူးသေးဘူးကောင်းတယ်ရှန်ကောင်းကိုကြီးဟုတ်တယ်တော်တယ်ဟဲ့လားအဲ့တော့စားအောင်ပါအခုအခုရှန်ကောင်းအခုရအောင်စားမယ်โอเคဒီလမ်းကတော့ကျွန်တော်ကချယ်ရီလမ်းအဲ့တော့ချယ်ရီလမ်းကျွန်တော်ပြပေးမယ်ဒီမှာချယ်ရီလမ်း မေမျိုးကလည်းအခုတလောကိုတော့ရှုပ်ချက်တကိုခမ်းနေတာပဲဟုတ်ပါကျွန်တော်တို့မေမျိုးကဒုတိယရန်ကုန်လိုကိုဖြစ်နေပြီးကားတွေကိုပိတ်ပြီးရွှေချက်ခတ်ဒါကျွန်တော်တို့ရဲ့ချက်စရာကောင်းတော့မျိုးလေးပါမျိုးလေးပါဒါကတော့ကျွန်တော်ရဲ့ driver ပါခုနကတော့ကျွန်တော်တို့အိမ်လေးတွေချန်လေးတွေအယောင်ပြတော့ကျွန်တော်ညီမလေးကရက်ပေးခဲ့တယ်ဒါကျွန်တော် driver ပါဒါတော့ကျမတို့ရဲ့ကျမဘေးကကျမရဲ့ကိုကြီးပါတော့ဘောစီကိုဆိုမိုဒေါက်တာဆိုမိုပါရှင့် ကိုယ်တက်တယ်ပဲသွားလိုက်ရမယ်။ဒီကနေ့ကိုယ်လဲရမယ်။အဲတက်တယ်သွားလိုက်လေ။အဲကျွန်တော်တက်တယ်သွားလိုက်မယ်။ဒါချယ်ရီလမ်းနဲ့ကျွန်တော်ဒါချယ်ရီလမ်းမှာရှင်။ဒါချယ်ရီလမ်းမှာဆင်းလိုက်မယ်။ဒါဒီနေ့ကကျွန်တော်တို့ဒီ Osmo ပေါ့နော်ဒီ DJ Osmo DJ Pocket 3လေးကိုစမ်းတာလည်းဖြစ်တယ်။ကျွန်တော်တော့ရိုက်နေကြကျွန်တော် floor တွေရိုက်နေကြဒါပေမဲ့ကျွန်တော်ညီမလေးကသူကအဲ့လိုစမ်းရိုက်ဝယ်မလို့ပေါ့နော်။ဒါဝယ်မလို့ဆိုတော့ကကြ test လုပ်ချင်တာဆိုတော့ဒါစမ်းရိုက်ကြည့်ရလည်းဖြစ်တယ်။ပြီးတော့ coffee ဆိုင်လည်း သွားတာလည်းဖြစ်တယ်မွန်တော်မနေ့ကမတွေ့တာကိုတော်တော်ကြာနေရှမ်းကြာနေရှမ်းကြာကြာရင်တော့ကျွန်တော်ကိုယ်ပြုံးလို့မှရှိတယ်ကျွန်မလည်းပြုံးလို့မှပဲဗျာပြုံးမှပဲအဲ့ဆိုစုံကြမယ်ကျွန်တော်မလုံးရေပေါ့မလုံးရေပေါ်တယ်မာဒီတီကတူထဲလာဟုတ်ဆက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 ်ထိုင်ရှိမှကိုရပါဗျာကျော်လာပြီဒါမဲ့ဒီအော်စမိုရဲကြိုက်တော့ရီတော့ပြီးတော့လေအော်စမိုကလေအော်စမိုကျွန်တော်ကို review ပေးလိုက်ပါအောင်မယ်အော်စမိုကကျတော့ဘယ်လိုဖြစ်လဲဆိုတော့သူကအဲ 4K ထိထွက်တယ်ရီဇိုလူရှင်းတော်တော်ကောင်းတယ်ပြီးတော့ လက်ထက်မှာရရပြရတာ easy ဖြစ်တယ်ပြီးတော့ဟိုလေဟိုဒီလိုကျွန်တော်တို့အယူအဆတွေပါတွေကလည်းအရန်မိုက်တယ်ပေါ့နော်ပြီးတော့ဟိုအထက်မှာလည်းသူရဲ့ osmo ထဲမှာလည်း color ချိန်မှုအတွက်ဒီအဲ color လေးတွေလည်းအများကြီးပါတယ်ပြီးနောက်ဆုံးကိုတို့ရိုက်ပြီးသွားပြီဆိုရင်လည်းဖုန်းထဲကိုဒါဖုန်းထဲမှာလည်းဒီ osmo ဆိုတဲ့အဲ application လေးထည့်ပြီးတော့နှစ်ခုကိုကျွန်တော်ဒါ NFC နဲ့ contact လုပ်လိုက်တယ်ဆိုရင် ချက်ချင်း download ဖုန်းထဲတစ်ခါကြာသွားတယ်။ကြာသွားရင်ဖုန်းထဲကနေပဲနောက်ဆုံးကို edit လုပ်ချင်တဲ့ software ထဲမှာထည့်ပြီးတော့ပြန်လုပ်လိုက်လို့ဆိုပြီးရင်ကျွန်တော် ် online မှာတင်လိုက်ပြီးွားပြီ။အော်ဒီမှာလည်းလို့ဆိုရင်အရင်မိုက် review review ရေးထားတဲ့အထဲမှာလည်းကွာသူကပြီးကနိုင်နေတဲ့ဆိုလို့ရှိရင်လည်းအရင်သုံးလို့ကောင်းနေပေါ့။ဟုတ်တယ်ဟုတ်တယ်။ဟုတ်တယ်။ကနိုင်နေနဲ့လည်းအရင်သုံးလို့ကောင်းနေ။ तू ကဘယ်လိုပြောမလဲ blog ရိုက်မဲ့လူတွေပေါ့နော်။ဝိုင်းရကြတော့အဲ့လိုမျိုးအရင်ပေါ့အဲ့လိုအရင်သွားတယ်။အဲ့လို coffee sign ထလားလေးဆိုလည်းအရင်သွားတယ်။အဲ့တည်း coffee sign ထလားလေးကိုလည်း blog ရန်ရိုက်ချင်တယ်။ဒီအိမ်ချမ်းမြေလေးနောက်ပိုင်းကျရင် blog လေးရိုက်မှာဆိုတော့ကြတော့ဟုတ်တယ်။အဲ့ဒါကိုကိုကြီးကလည်းဒါလေးကိုဝယ်ထားရဲဆိုတာတီးတော့ကြတော့ကိုကြီးဒါလေးကိုဝိုင်းကို recommend ပေးပါအောင်ဆိုပြီးတော့မမမနှစ်ယောက်ဒါဆက်ပြီးတော့ဒါရိုက်ချင်တယ်။ ှန်းပေးတယ်ဈေးလည်းတင့်တယ်တန်တယ်ဈေးလည်းတင့်တယ်ဟိုအကုန်အဆင်ပြေတယ်အရှင်တော့ဆိုကလို့ဆိုရင်ဖုန်းနဲ့လေဒီဂင်ဘိန်းနဲ့ရိုက်ကြတာလေတရတာလေးကြီးတွေပါအဲ့လိုဖြစ်တာတင်မလားအခုကြတော့တော့ easy ဖြစ်သွားပြီအားတော့ဝိုင်းတို့လာချိုးလမ်းမကြီးလာချိုးလမ်းမကြီးပါကျွန်တော်ပြပါမယ် shoes အော်အားတော့လာချိုးလမ်းမကြီးလာချိုးလမ်းမကြီးပါစီလာရတော့ကိုကြီးဒီရက်ဒီလောက်လိုက်တာဟုတ်တယ်တော်ပြမယ်။ဘယ်ချိန်မဲဖြစ်ဖြစ်ဘယ်မျိုးအချက်ဆုံးလဲလို့မေးရင်မေမျိုးမေမျိုးပါ ွေမျိုးအချက်ဆုံးပါရင်းချပါတယ်ကဲ forest မှာတော့ထုံးစံအတိုင်းတော့ကျွန်တော်တို့ကားတွေတော့ပိတ်နေပါတယ်ပေါ့အဲ့ဆိုရင်လည်းတစ်ချက်နော်ကိုယူထားလိုက်တော့နော်ကဲ forest ရောက်မှာတော့တစ်ချက်ပြန်ရိုက်ကြတော့ Okay see you Hello အခုကတော့ why guy forest coffee ဆိုင်ကိုရောက်လို့လာပါပြီ Okay forest ဆိုင်ထဲမှာဘာတွေရှိလဲဆိုတာကို why နဲ့တူလိုက်ကြည့်တယ်နော်ပြမင်း ေအောင်တွေ့ပါရပါရရဲစိကမီတာနှစ်ခွက်ကပါစေခုတော့မဟုတ်တော့ဘုံလေးရရအောင်ဘာမှလည်းမရှိတော့ဘုံကတစ်ခုပဲဘုံကဘာမှလည်းမရှိတော့ ကိုကြီးကိုကြီးဒီကိုလာအောင်သမီးပြောမယ်ဒါလေ360ကြာဘလို့ရောက်လိုက်ရလဲ360ကဒီကနေဒူတက်တရားတရားနေရအဲ့ဒါပြီးမှတော့လုံးလုံးလုံးဩဟတ်အာလို့ရှက်တာလေဒုက္ခပဲကောက်လာခဲ့ပဲဒီလိုရိုက်ပေါ်အောင်ပဲဘလို့ပဲရိုက်အဲ့ဒါအောင်မတခါသမီးကဘာကိစ္စလိုက်လာတော့ဆိုင်လေးဒီမှာမမနဲ့အောင်ပေးကြပြပေး ။ညမရိုက်တော့ဘလားပြောလား။ဆက်ပြီးတော့ဒါမှမဟုတ်ကျော်လေးကြားပြီ။ကိုကိုပြန်ပါစေ။ကြည့်ကြည့်နော်နော်ကိုရွတ်တမီကင်ထားအောင်မယ်။ညနောက်ခင်းနေ။အဲ့အဲ့ဆိုသူက live ရလင်းသွားလားကိုကြီးကမပြောမကြည့်။ဆိုင်ကြရထိုင်ကုန်လေးတွေရဒီလိုလေးသိလား။ကျန်လာပါလား။ဟာဒီမှာ။ပြည့်ခါကြဟိုနောက်မှာလေးကြည့်ကြည့်။ဟိုမှာလေးကြည့်။ဆိုင်ကုန်လေးတွေချစ်ပြရတယ်။ရောကျွန်တော်တကယ်ချင်းနေမိတ်ဆွေတော်ရအောင်။ကော်ဖီလေးကောင်းတယ်လို့ပြောရယ်နော်။အရင်အရင်ဘယ်တော့မင်းအဲ့လား။ ဘယ်မှာသွားသူတည်သွားမယ်လို့ပြောနေတာကြံကိုထိုင်မလားသူတည်သူတည်သွားမယ်လို့ပြောနေတာအဲ့ဒါ forest အကြောင်းလေးဒီပြည်ကြောင်းပြပြပေးပါတခုလား forest အကြောင်းကဒီမှာကဝိုင်းကလာထိုင်တာဘာလို့လဲဆိုတော့ဒီကပန်းမင်းလေးတွေပေါ့နော်ဒီဘေးမှာရှိတဲ့ပန်းမင်းလေးတွေလည်းရမ်းကြိုက်တယ်ပြီးတော့ဒီ forest မှာဝိုင်းတောက်နေကြာဝိုင်းရဲ့ signature တောက်တယ်ပြီးရင် ice lemon tea အရန်ကောင်းရန်ကောင်းစိတ်တွေရမ်းညစ်နေတဲ့ချိန်မှာဆိုလို့ရှိရင်ဒီမှာလာပြီး ice lemon tea တောက်လို့ရှိရင်အရန်ပေါ့နော်စိတ်ကို relax ဖြစ်စေရလို့လည်းထင်တယ်ပြီးတော့တွားရလာရတယ်ရမ်းလွယ်ကူတယ်မန္တလေး ာချိုလမ်းမကြီးပေါ်မှာပဲရှိတယ်ဒီမှာလေးပြီးရင်ဒီမှာရိုက်ပြမယ်ပန်းလေးတွေနဲ့ဆိုတော့ဒီအရန်ကွာဥယျာဉ်ငယ်လေးတစ်ခုလည်းရောက်သွားတော့ခံစားချက်ရှိရပေါ့နော်။အော်ဒီမှာချက်စရာလေးတွေလားစရင်းလေးတွေနဲ့ဓာတ်ပုံရိုက်စားနေရာလေးတွေတော့အာညာပြီးသွားအောင်ရှိတယ်။ကဲအဲ့ဆိုရင်ဟုတ်ပါတယ်။ဟမ်ဒီရောက်တော့တိုက်တက်တယ်လေအဲ့လိုရရမှာလေ။အော်ဒီမှာတနန်းလာတင်လိုက်တော့ကော်ဖီတစ်ခွက်နဲ့။အဲကဲအဲ့ဆိုရင်ကျွန်တော်တို့ โอเคမနမနီယောရောက်ပြီလေကော်ဖီဆိုင်ကိုသွားပြီးတော့မှနေလာကြည့်ကြဆိုဒါပေမဲ့လေခုနရိုက်ခဲ့တာเออဒီခုအချိန်ကလည်း3နာရီဆိုတော့ဒီဆိုင်ကသူကမနက်7နာရီကနေ sorry 9နာရီကနေ4နာရီခွဲထိပဲခွဲထိပဲအခုကျွန်တော်ရောက်တာ3နာရီ4နာရီအောင်ကြောင်းနေပြီဆိုတော့ဘာမှတော့မရှိတော့ဘူးเนาะအဲ့တော့မုန်းနေတော့မရိုက်ကြတော့ဘူးဒါပေမဲ့ဒီမှာမုန်းနေလည်းအဆုံရှိတယ် coffee အရန်ကောင်းတယ်မင်းမျိုးရဲ့ vibe မင်းမျိုး feeling လေးမင်းမျိုးရောက်လို့ရှိရင် ်ကော်ဖီလေးတွေရောအရင်ကတော့ဒီ forest လို့လာဖို့တယ်ကျွန်တော်တို့ကဖိတ်ခေါ်ပါတယ်ဖိတ်ခေါ်ပါတယ်ဘိုင်ဘိုင်โอเค